နဲ့အကုတ္တအဲ့တကမဲ့သွေးအကတန်းဝဲကာရောင်းပြင်ဆင်စရာရှိသည်မြပြင်ဆင်ပြီးရင်ငါးနောက်လိုက်ခဲ့ပေါ့ကာရောင်းပြင်ဆင်စရာရှိသည်မြပြင်ဆင်ပြီးရင်ငါးနောက်လိုက်ခဲ့ပေါ့တဲ့နေမဝင်ခင်ရိတ်ခါပြင်ဆင်ပါတဲ့အနိစ္စဒုက္ခအနတ္တတဲ့မမေ့မလျော့မပေါ့မစပဲနဲ့သတိတန်ဝေကနဲ့နေပါတဲ့သတိရှိကြပါတဲ့အဲ့တော့တန်ဝေကမပိုင်တရားမရှာပါနဲ့ဗုဒ္ဓဘာသာမို့လို့ဟလာဝှေ့ချိတန်းကြီးဆိုတဲ့သဘောတရားနဲ့ ဖရာမရှင်ခိုးပါနဲ့လို့ပြောချင်တာမျိုးပေါ့ဗျာကျွန်တော်အရန်ပြောလို့ကျွန်တော်ဝိုင်းဆဲတော့မယ်ထင်တယ်ကဲကျွန်တော်တော့လိုက်လွန်ချင်းကိုဒီမှာရနာချင်တယ်ဗျာဒီတော့အဘိစကားလေးတွေလည်းတရားမှမပြောဘူးစိတ်သူတင်ပါလေလည်းတရားမှမပြောလိုင်းလွန်ရန်ကျိုးကိုနဲ့အကေရောစိတ်သူပါဘာပြောချစ်သူပါချစ်ချစ်မုံမုံမုံမဲမုံဒီမုံဒီကြကြမကြိုက်လဲမကြိုက်ရင်တော့ကြော်သွားလို့ပဲပြောရမှာပဲခမကျွန်တော်ကတော့ မြန်မာပြည်ကိုလွမ်းလို့ရအောင်ရဲ့အထင်းကရနေရာလေးရဲ့အခုလိုနေရာလေးတွေရဲ့တက်နိုင်တဲ့မြလေးကိုတော့ပြုစုပြတာပေးနေခဲ့တာဖြစ်ပါတယ်ကျွန်တော်လုပ်တဲ့အရာလေးနဲ့ဆက်လင်းပြီးအခုဥမာပြောပြရင်တော့လိုင်းတိုင်းမှာဘာဖြစ်နေရဲ့ကျွန်တော်စိတ်ဝင်စားအားဥပြကြီးလိုက်တယ်ဒါတန်ဝေကယူလိုက်တယ်ဩဘလို့ဖြစ်ကြလဲလိုင်းပေါ်မှာဘလို့တွေပြောနေတယ်ဒါတော့ပဲအဲ့ဒါယူလိုက်ရှယ်ပြီးတော့ဖြစ်ပြမနေဘူးကိုယ်လည်းကြရင်ဘလို့ဒီလိုမဖြစ်အောင်နေမယ်ကိုယ်လည်းကြရင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ပဲကျွန်တော်တန်ဝေကယူရဲကျွန်တော်ရဲ့ Facebook စာချင်းစာမျက်နှာမှာတို့ TikTok စာမျက်နှာမှာတို့ရှိဘူးဗျကျွန်တော်အမိုက်ရှုပ်လို့မရှိဘူးဗျနော်အော်အတိတ်ပဲရှိတဲ့အရာတွေကိုပဲကျွန်တော်လုပ်တယ်အတိတ်ပဲရှိတဲ့အရာတွေပဲကျွန်တော်ကြိုးစားတယ်ကောင်းနေလို့ပြောမှာမဟုတ်နော်လူစွာကောင်းမှုရဲ့စိတ်ထိန်းတာပေါ့စိတ်ထိန်းနေမှတတိအတိရှိမှာဗျအတိနဲ့တတိလွတ်သွားရင် ဘလောက်ကောင်းတဲ့သူပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်ယဟန္တာပဲဖြစ်ဖြစ်ဇန်အောင်ရှောသေးတာပဲဒါသိပါတယ်ဗျာအများကြီးတော့ပြောစရာမလိုပါဘူးဒါပေမဲ့ပေါ်လီယိုမေးစနေကြတာမျိုးဖြစ်ပါလိမ့်မယ်ကျွန်တော်နောက်လမ်းကြောင်းနှစ်ကြောင်းတောင်ထက်တက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ပြန်လည်ထွက်ခွာပါတော့မယ်ဒါအဲ့တော့ကျွန်တော်အထင်မှမပြခွင့်မရှိဘဲနဲ့ပြလိုက်တာကိုလည်းအဲ့ဒါအရေးကြီးရင်လည်းခံခံရမှာပဲဒါပေမဲ့ပြပရောက်နေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေနောက် ရေဝေးတုတ်တန်ဆိုတာကြားပဲကြားဖို့ပြီးတော့မရောက်ဖူးကြတဲ့ညီကိုမောင်နှမတွေကိုမြန်မာစီတော့ဆိုတဲ့အလုငါနဲ့စိတ်စေတနာလေးအရင်ခံပြီးတော့မှကျွန်တော်အာလမ်းလျှောက်ပြီးတော့နေပူရဲမှာလမ်းလျှောက်ပြီးတော့ဟိုသွားလိုက်ဒီသွားလိုက်နေကျွန်တော်လိုက်လွန်ပြတာပေးတာဖြစ်ပါတယ်။ဘာမှကျွန်တော်တို့မရတလို့အတန်ရှင်းရှာလည်းမဟုတ်ပါဘူးနော်။ဒါလူတွေကအမျိုးမျိုးပြ ကောင်းတဲ့စိတ်ကလေးနဲ့မြင်ပြီးရင်တကယ်ကိုကုသိုလ်ပါမင်္ဂလာပါတကယ်မင်္ဂလာတရားပေါ့အဲ့ဒါကိုအတလကြီးထိုင်မုန်းနေသူကတသက်ရှိသေးတာကဲဟိုမှာနောက် body တစ်ခုကိုမီးရှို့နေပြီဖောင်းခေါင်းနဲ့မီးကိုထွက်နေပြီဗျာနော်နော်တကယ်စကားလေးဆွမ်းနာစကားလေးနဲ့ပဲအဆုံးသတ်ပါတယ်ဟာလားတန်ဝေကမပိုင် တရားမရှာပါနဲ့တန်ဝေကမပိုင်တရားမရှာပါနဲ့ဆိုတဲ့စကားလေးနဲ့အဆုံးသတ်ချင်ပါတယ်ဗျာမိတ်ဆွေတဲ့ ငါအနာကဖြတ်သွားတဲ့အခါတရီပြုတ်လိုက်စမ်းပါတဲ့ငါလည်းပဲတခါတော့မင်းလိုပဲအသက်ရှင်ခဲ့ဘူးတာပေါ့တဲ့မင်းလည်းပဲဒီနေ့ကျရင်တဲ့အခုငါလိုဖြစ်လာမှာပါတဲ့ပြင်ဆင်စရာရှိသမျှကိုပြင်ဆင်ပြီးငါနောက်လိုက်ခဲ့ပေါ့တဲ့နေမဝင်ခင်ရိတ်ခါပြင်ပါတဲ့အနိစ္စဒုက္ခအနတ္တမမေ့မလျော့မပေါ့မစားပဲတတိနဲ့နေကြပါတဲ့နော် မိတ်ဆွေတဲ့နော်ရှင်းရှင်းလေးစကားလေးကအများကြီးမဟုတ်ဘူးရရှင်းရှင်းလေးပြမိတ်ဆွေတဲ့ငါအနာကဖြတ်သွားတဲ့အခါသတိပြုလိုက်စမ်းပါတဲ့ငါလည်းပဲတခါတော့ကမင်းလိုပဲအသက်ရှင်ခဲ့ဘူးတာပါပဲတဲ့မင်းလည်းပဲတနေ့ကြရင်တဲ့အခုငါလိုပဲဖြစ်လာမှာပါတဲ့အဲ့တော့ကွာတဲ့ပြင်ဆင်စရာရှိသမျှကိုပြင်ဆင်ပြီးရင်ငါတော့ like ခဲ့ဖို့တဲ့နော်ငါတော့ like ခဲ့ဖို့တဲ့ နေမဝင်ခင်ရိတ်ခါပြင်ဆင်တဲ့အနိစ္စဒုက္ခအနတ္တဆိုတာတီးတဲ့မမေ့မလျော့မပေါ့မစားပဲနဲ့တတိနဲ့နေကြလောက်ကြဆိုတဲ့စကားလေးအရန်ကြိုက်လို့ကျွန်တော်တပုံသွားရိုက်တယ်အခုဖက်ပြပေးရပြကဲကျွန်တော်ရဲ့ live လွန်ချင်းကိုဒီမှာရန်နာချင်ပါတယ်ကျေးဇူးတင်တာပဲဖြစ်စေကျေးဇူးမတင်တာပဲဖြစ်စေအမြင်ကတ်တာပဲဖြစ်စေအမြင်မကတ်တာပဲဖြစ်စေချစ်လို့ဖြစ်စေမုန်းလို့ဖြစ်စေတယောက်ချင်းစီတိုင်းကိုကျွန်တော်ကတော့ချစ်ချင်းမေတ္တာတရားနဲ့ပဲဒီတိုင်းပဲဘောယူနဲ့ပဲရှိပါတယ် တော့ကျေးဇူးတင်ထားသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ပါတယ်ကျွန်တော်ကတော့ဘာရလို့လုတ်ပြနေရအောင်ဘာရလို့မင်းဒီလိုလုံနေအောင်ဆိုတော့ရှင်းပါတယ်မြန်မာစီဆိုရဲကုသိုလ်လေးများရမလားဆိုရဲစိတ်စေတနာလေးရလွယ်ပြီးဘာမှမရှိဗျကျေးဇူးပါမင်္ဂလာရှိတဲ့မင်္ဂလာနေ့လေခင်းပါလို့ပြောရရင်တော့အားနာပါတယ်မြန်မာလူမျိုးတွေရဲ့ထုံတန်းစင်လာပရိတန်တွေဟိုဂါရောစာနိဝါရောစာပေါ့နော် ပရိသန်တွေကစကားအရမလို့မင်္ဂလာလို့ပြောတယ်မင်းကရေဝီးလဲရောက်သေးအတုပအခမ်းအနားကြီးလဲလိုက်ပြသေးတယ်မင်္ဂလာဆိုတော့စကားပြောတယ်ကွာလို့တော့မမြင်ကြနဲ့ပြကြောက်တော့ကြောက်ရတဲ့လူတွေကနော်ကတ်တက်ပြီးတော့ကိုအပြစ်ရှာတဲ့ခြင်းတွေဆိုတာရှိသေးတာအဲ့လိုမျိုးဆိုတော့လေအားလဲရှင်းပြသေးရဲ့ဗျနော်ဟုတ်ကဲ့မင်္ဂလာပါအနာပါရနေခင်တနော်တံဝေကမပါရင်တရားမရှာပါနဲ့တဲ့ အဲ့တော့ဒီနေ့ကတော့23ရက်10လ2025ဖြစ်ပါတယ်23ရက်10လ2025ဖြစ်ပါတယ်ခင်ဗျအဲ့တော့ရေဝေးတုတ်တန်ဆိုတာကြားပဲကြားဘူးပြီးတော့မမြင်ဘူးတဲ့ညီကိုမောင်နှမတွေမရောက်ဘူးတဲ့ညီကိုမောင်နှမတွေရောက်ကိုကိုတိုင်လက်တွေခန်းစားရောက်သွားတာဘူးကိုကိုတိုင်လက်တွေရေဝေးကိုရောက်လာရင်တော့အပြင်ခန်းမလောက်ပဲရောက်ဘူးအထဲကိုမရောက်ဘူးတာမျိုးကျွန်တော်အစောနာ body mix ရှုနေရပေါ့အလောင်းလိုပဲပြောပါမယ်ဗျဘန်းတော့လည်းမတတ်နိုင်ဘူးအလောင်း mix ရှုနေရလေးပါကျွန်တော်အထဲမှာလှမ်းပြီးပြပေးသေးတယ်ဗျခွင့်ခါကလည်းကြုံကြိုက်သွားတယ်ဆိုတော့ကျွန်တော်လှမ်းတော့ပြလိုက်သေးတယ် နောက်နောက်ပြန်ရေးကြည့်လို့ရရင်တော့ကြည့်လို့ရမှာပေါ့ဗျာကဲနော်အလုံးပဲမင်္ဂလာဒါတော့မင်္ဂလာပါပဲဘယ်ရဆိုမင်္ဂလာပါပဲဒုက္ခလို့မမြင်မဲနဲ့ဒုက္ခလို့မြင်ရင်တော့အလုံးအကောင်းကျိုးချမ်းသာပါပဲဗျာအဲ့တော့ကနာရီ45မိနစ်မှာကျွန်တော်ရဲ့လိုင်းလွန်ခြင်းကိုဒီမှာပဲရှင်းသားချင်ပါတယ်ခြေသူတင်ထိုက်သူအလူရှင်မိဘပြည်သူတယောက်ချင်းဒီတိုင်းကို ယေရှုဘာလို့ကာရဝပြုနှုတ်ဆက်ရင်းနဲ့ခொနည်းသားသမီးအားလုံးဘေးရန်ကင်းရှင်းကြပါစေစိတ်ချမ်းသာကိုယ်ချမ်းသာပါစေဘေးပြာလုံးစုံခတ်သိမ်းဝေးကွာကြပါစေလှုပ်စည်းဝါးကြင်စည်းဝါးနှပြစည်းဝါးဒုက္ခချမ်းသာများဒီလားတုတ်တဲ့ကောင်းမွန်အောင်မြင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပါရစေမြန်မြန်ကိုချေရသူတွေနဲ့ကိုမိသားစုတွေနဲ့အဖေမိတွေနဲ့မိတို့ညီကိုမောင်နှမတွေစုစုစီစီလေးနဲ့သာသနာပြုနိုင်ကြပါစေအမြန်ဆုံးအေးချမ်းကြပါစေလို့လည်းဆုတောင်းမေတ္တာပို့သရင်လိုက်လွန်ခြင်းကိုရေဝေးတုတ်တန်လိုက်လွန်ခြင်းကိုဒီမှာပဲရည်နာပါတယ်ခင်ဗျာ